2025 MNL League Cup အုပ်စုနောက်ဆုံးပွဲစဉ်တွေမတိုင်ခင်မှာ Quarter Final အဆင့်ကိုတက်ရောက်သွားတဲ့အသင်း၄သင်းအထိပေါ်ထွက်လာပါပြီ။နောက်ထပ် Quarter Final ကိုတက်ရောက်ဖို့အတွက်၄နေရာစာကြန့်ရှိနေပါတယ်။အဲ့ဒီ၄နေရာစာအတွက်စုစုပေါင်းအသင်း၉သင်းလောက်ကအုပ်စုနောက်ဆုံးပွဲစဉ်တွေထိဆက်လက်တိုက်ပွဲဝင်ရအောင်ပါပါ။အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့လာမယ့်မေလ23ရက်နေ့ဗုဒ္ဓဟူးနေ့မှာ၄ပွဲ၊ဇွန်လ14ရက်နေ့စနေနေ့မှာ၄ပွဲကစားသွားမှာပါ။ ီတာတွေဇေမန်တောင်းချက်ခေါ်တာတွေလက်ကန်တာပြီဒီထားရည်ညဘာကြောလက်ကန်တာတွေဒီနည်းဒီလိုဒီလိုရှင်တော့ညာဘုံအသေးပဲဒီလိုပို့ပေးတာတွေပြေမိုးလေးကြည့်ကြပဲညဒီတမ်မန်တိုက်စစ်ဖြစ်ပါတယ်ဒီပြီးတာတွေလက်ကန်ကိုဘီကမြ အုပ်စုအအုပ်စုအမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Shan United အသင်းကရာမတ်ဆယ်မတ်နဲ့ Quarter Final အဆင့်ကိုအုပ်စုပထမနေရာကနေတက်ရောက်သွားဖို့အတွက်တေချာသွားပါပြီ။အုပ်စုဒုတိယနေရာကနေ Quarter Final အဆင့်ကိုတက်ရောက်ဖို့အတွက်ကတော့ဒဂုံ Port အသင်းနဲ့တစ္ဆာအမန်အသင်းတို့ကအခွင့်အရေးရှိနေပါတယ်။လက်ရှိချိန်မှာဒဂုံ Port အသင်းအနေနဲ့၃ဘွဲကစား နှစ်ပွဲနိုင်တစ်ပွဲရှုံးရမှတ်6မှတ်နဲ့အမပီးစရာရဲ့အဆင့်နှစ်နေရာမှာရက်တီနေပြီးတော့တစ္ဆာအမန်အသင်းအနေနဲ့ကလည်း3ပွဲကစားတစ်ပွဲနိုင်နှစ်ပွဲတည်းရေရမှတ်9မှတ်နဲ့အဆင့်3နေရာမှာရက်တီနေတာပါဒီနှစ်သင်းအမှတ်ကွာချက်ကတတ်မှတ်ပဲရှိသလိုအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်လဲထိတ်တိုက်တွေ့ဆုံကစားသွားရဖို့ရှိနေတာပါအဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသွားတဲ့အသင်းကတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်တေချာသွားမှာပါ တကုံဖော့အသည်အနေနဲ့ကတော့လက်ရှိအချိန်မှာရမှတ်6မှတ်အထိရရှိထားတဲ့အတွက်ကြောင့်မလို့ဒီအုပ်စုနောက်ဆုံးပွဲစဉ်မှာတရည်တမတ်ရရှိုံနဲ့တဲ့ quarter final အဆင့်ကိုတက်ရောက်ရမှာဖြစ်ပါတယ်တကုံဖော့အသည်နဲ့တစ္ဆာအာမန်အသည်တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဒါမဲ့ဂျွန်လ14ရက်နေ့စနေနေ့မှာတူဝနာအကစားကွင်းကြီးထဲမှာရှင်ပြိုင်ကစားသွားမှာပါ ီပွဲစဉ်ကတော့ကျွန်တော်တို့ဒီ quarter fight နဲ့တက်ရောက်သွားမဲ့အသင်းအဖြေထွက်မဲ့ပွဲစဉ်ဖြစ်နေတဲ့အတွက်ကြောင့်လို့တကယ်ကိုအကျိတ်နဲ့ရှိပြီးတော့တော်တော်လေးကိုကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်အဲ့တော့အုပ်စု A မှာဆိုလို့ရှိရင်တော့အုပ်စုဒုတိယနေရာကနေနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အသင်းနှစ်သင်းကအပြိုင်အဆိုင်ဖြစ်နေပါတယ်။အုပ်စု B အုပ်စု B မှာဆိုလို့ရှိရင်တော့ရန်ကုန် United အသင်းအနေနဲ့ အုပ်စုပွဲစဉ်အားလုံးကစားပြီးချိန်မှာရမတ်ဆယ်မှတ်နဲ့အုပ်စုပထမနေရာကနေနောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီအုပ်စုဒုတိယနေရာကနေ quarter fight နဲ့အဆင့်ကိုတက်ရောက်ဖို့အတွက်ကတော့စုစုပေါင်းအသင်း3သင်းလောက်ကအခွင့်အရေးရှိနေတာပါ မဟာ United AR United နဲ့ရန်ကုန် Riot ရဲ့အသင်းတွေက quarter final နဲ့အဆင့်ကိုတက်ဖို့အတွက်အုပ်စုနောက်ဆုံးပွဲစဉ်တွေအထိဆက်လက်တိုက်ပွဲဝင်ရအောင်မှာပါအုပ်စုနောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လည်းမဟာ United နဲ့ AR အသင်းတို့ထိတိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ရှိနေပါတယ်ဒီပွဲစဉ်မှာအနိုင်ရရှိသွားတဲ့အသင်းကတော့ quarter final နဲ့အဆင့်ကိုတက်ရောက်ဖို့အတွက်တည်ချာသွားမှာပါမဟာယူနိုက်တက်နဲ့အေယာဝရီအသင်းတို့ရဲ့ပွဲစဉ်ကိုတော့လာမယ့်ဂျွန်လ14ရက်နေ့စနေနေ့မှာဘရုံမာအကစားကွင်းမှာရှင်ပြိုင်ကစားသွားမှာပါ ဒီပွဲစဉ်မှာအနိုင်ရရှိသွားတဲ့အသင်းကတော့တေချာပေါ့ကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်မှာဖြစ်ပါတယ်ရန်ကုန်ရိုက်ရဲ့အသင်းအနေနဲ့ကတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာကချင်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကိုတော့ဒါမဲ့မေလာ22ရက်နေ့ University ကွင်းမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ရန်ကုန်ရိုက်ရဲ့အသင်းအနေနဲ့အဆိုပါပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုရင်သူ့အနေနဲ့စုစုပေါင်းရမှတ်6မှတ်အထိရရှိသွားမှာပါဒါဆိုလို့ရှိရင်တော့မဟာ United နဲ့ AOR United တို့ရဲ့ပွဲစဉ်ကိုဆက်လက်စောင့်ကြည့်သွားရမှာပါအဲ့ဒီပွဲစဉ်မှာတကယ်လို့တရေကြ ားခဲ့မယ်ဆိုလို့ရှိရင်တော့ရန်ကုန်ရိုက်ရဲ့အသင်းအနေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ရန်ကုန်ရိုက်ရဲ့အသင်းအနေနဲ့ကတော့အုတ်စုဖီမာဆိုရင်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခြေရှိနေပေမဲ့လည်းနောက်တစ်ဆင့်တက်ရောက်ဖို့အတွက်အခွင့်အရေးအ ਨੇ ဆုံးအခြေအနေမှာရှိနေပါတယ်အဲ့တော့အုစုဘီမာဆိုလို့ရှိရင်လေမဟာယူနိုက်တက်နဲ့အေဝရီအသင်းနှစ်သင်းတည်းကတသင်းသင်းကနောက်တစ်ဆင့်ကိုတက်ရောက်ဖို့များနေပါတယ်အုစုစီ အိုစုစီမှာဆိုလို့ရှိရင်တော့ဟန်တာဝရီအတင်းကအိုစုပွဲစဉ်အလုံးကစားပြီးတဲ့အချိန်မှာရှာမတ်ခုနှစ်မှတ်ဆိုတော့အ ਨੇ ဆုံးအိုစုဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီ။နောက်ထပ် quarter final ကိုတက်ရောက်ဖို့အတွက်အိုစုစီကတနေရာစာကြန့်ရှိနေပါတယ်။အဲ့ဒီတနေရာစာအတွက်ကတော့လက်ရှိမှာရခိုင် United အတင်းနဲ့ ISBE အတင်းတို့ကအခွင့်အရေးရှိနေပါတယ်။ဒီနှစ်တင်းကလည်းအိုစုနောက်ဆုံးပွဲစဉ်မှာထိတ်တိုက်တွေးဆုံရှင်ပြိုင်ကစားရဖို့ရှိနေပါတယ်။လက်ရှိမှာ ရခိုင်အသင်းကရမှတ်9မှတ်အခစားသိပ္ပံအသင်းကရမှတ်6မှတ်ဆိုတော့အခစားသိပ္ပံအသင်းအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဂျွန်လာ14ရက်နေ့တူဝနာကွင်းထဲမှာကစားမဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာ ISPE အသင်းအနေနဲ့ရခိုင် United အသင်းကို6-6ပြတ်လောက်အနိုင်ရရှိမှကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ကဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့လောက်ထိ6ပြတ်အနိုင်ရရှိဖို့ဆိုတာကမဖြစ်နိုင်ပါဘူးလက်ရှိမှာရခိုင် United အသင်းကကစားသမားစုဖွဲ့မှုအင်အားကောင်းမွန်နေသလိုလက်ရှိ MNL League ခတ်မှာလည်းပုံစံကောင်းတစ်ခု ကိုပြသထားပါတယ် ISP ရတဲ့အနေနဲ့ရခိုင်စနစ်တဲ့အတင်းကိုခိုးပြတ်နိုင်ရဖို့ဆိုတာကတော့တော်တော်လေးကိုခဲရင်းတဲ့ကိစ္စပါအဲ့တော့အုပ်စုစီမှာဆိုလို့ရှိရင်လည်းရခိုင် United အတင်းကပဲကျွန်တော်နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အခြေအနေကောင်းနေပါတယ်အုပ်စုဒီအုပ်စုဒီမှာဆိုလို့ရှိရင်တော့ ရတနာပုံအသင်းအနေနဲ့သုံးပွဲကစားသုံးပွဲအနိုင်ရရှိပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ရောက်သွားပါပြီ။အုပ်စုဒီကနေပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်တနည်းအားစာကြန့်ရှိနေပါတယ်။အဲ့ဒီတနည်းအားစာအတွက်ကတော့တခုံစတားအသင်းနဲ့မြောင်းဖရီအသင်းတို့ကအခွင့်အရေးရှိနေပါတယ်။တခုံစတားအသင်းအနေနဲ့ကတော့လက်ရှိအချိန်မှာအုပ်စုပွဲစဉ်တွေအားလုံးကိုကစားပြီးပါပြီ။အုပ်စုပွဲစဉ်တွေအားလုံးကစားပြီးတဲ့အချိန်မှာတခုံစတားအသင်းအနေနဲ့ရမှတ်9မှတ်ရရှိထားပါတယ်။မြောင်းဖရီအသင်းအနေနဲ့ကတော့ အုပ်စုပွဲစဉ်တပွဲကစားဖို့ကြံရှိနေတဲ့အချိန်မှာရမှတ်6မှတ်ရရှိထားပါတယ်အဲ့တော့မြောက်ဖရီအသင်းအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာပါအုပ်စုနောက်ဆုံးပွဲစဉ်မှာရတနာပုံအသင်းနဲ့မြောက်ဖရီအသင်းတို့ထိတိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ကလည်းဒါမဲ့ဂျုံလာ14ရက်နေ့စနေနေ့မှာ GUSC ကွင်းမှာကစားသွားမှာပါတကယ်လို့ရတနာပုံအသင်းကအနိုင်ရရှိသွားမယ်ဆိုလို့ရှိရင်တော့ ဂုံစားအသင်းအနေနဲ့ quarter final ဆင်ကိုတက်ရောက်မှာဖြစ်ပါတယ်။အုပ်စုဒီကအဲ့ဒီပွဲစဉ်ကလည်းနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အသင်းတင်းတင်းပေါ်ထွက်လာမယ့်အနေအထားပါ။တကယ်လို့မြောက်ပိုင်းအသင်းအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာတည်ရကြခဲ့မယ်ဆိုရင်လေရမတ်ခုနမရရှိမှာဖြစ်ပြီးတော့ဒီရမတ်ကဂုံစားအသင်းနဲ့တူညီတော့မှာပါ။ အဲ့ဒီခါကြလို့ရှင်လဲတကုံစတာအသင်းကရာကိုကွာခြားကြတာတော်တော်လေးကိုများနေတာတွေ့ရပါတယ်အဲ့တော့တကုံစတာအသင်းကပဲနောက်တစ်ဆင့်ကိုတက်ရောက်သွားမှာပါ2025 MNL League Cup အုပ်စုပွဲစဉ်တွေကတော့အုပ်စုနောက်ဆုံးပွဲစဉ်တွေမပြီးဆုံးခင်အထိကိုနောက်တစ်ဆင့်ကိုဘယ်အသင်းတွေတက်ရောက်သွားမလဲဆိုတာကိုတည်တည်ချာချာပြောလို့မရဖြစ်နေပါတယ် ကွာတာဖိုင်နယ်ကိုတက်ရောက်သွားတဲ့ရန်ကုန်ရှမ်းဟန်တာဝရီရတနာပုံအသင်း၄သင်းအပြင်နောက်ထပ်ကွာတာဖိုင်နယ်ကိုတက်ရောက်ဖို့အတွက်၄နေရာစာအတွက်အသင်း၉သင်းလောက်ကအပြိုင်အဆိုင်ဖြစ်နေပါသေးတယ်အဲ့တော့ကျွန်တော်တို့လာမယ့်မေလ22ရက်နေ့နဲ့ဂျွန်လ14ရက်နေ့မှာရှင်ပြိုင်ကစားသွားမယ်2025 MNL League Cup အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုစိတ်ဝင်စားနဲ့ဆက်လက်ဆောက်ကြည့်သွားရမှာဖြစ်ပါတယ် ကျွန်တော်ဒီ quarter final မှာတော့ဘယ်သင်းတွေနဲ့ဘယ်သင်းတွေနဲ့တွေ့မလဲဆိုလို့ရှိရင်ကျွန်တော်ဒီအုတ်စု A ကအုတ်စုဒုတိယနဲ့အုတ်စု D ကအုတ်စုပထမအသင်းတွေ့မယ်။ပြီးရင်ကျွန်တော်ဒီအုတ်စု C ကအုတ်စုပထမနဲ့အုတ်စု B ကအုတ်စုဒုတိယနဲ့တွေ့မယ်။ပြီးရင်ကျွန်တော်ဒီအုတ်စု D ကအုတ်စုဒုတိယနဲ့အုတ်စု A ကအုတ်စုပထမနဲ့တွေ့မယ်။ပြီးရင်ကျွန်တော်ဒီအုတ်စု D ကအုတ်စုပထမနဲ့အုတ်စု C ကအုတ်စုဒုတိယအသင်းတွေက quarter final ပွဲစဉ်အဖြစ်ဂျွန်လ16ရက်နဲ့19ရက်နေ့တွေမှာဆက်လက်ရှင်ပြိုင်ကစားတွေ့ရမှာပါ။ အဲ့တော့ကျွန်တော်တို့ဒီလာမယ့်ဂျွန်လ14ရက်နေ့မှာကစားသွားမယ်အုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ကျေနပ်ပုံနဲ့မြောက်ရီတစ္ဆာအာမန်နဲ့တကုံဖော့မဟာယူနိုက်တက်နဲ့အေယာရီအာကစားသိပ်ပံနဲ့ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ထိတ်တိုက်တွေးဆုံတဲ့ပွဲစဉ်တွေကတော့ quarter final အဆင့်ကိုဘယ်အသင်းကတက်ရောက်သွားမလဲဆိုတာကိုအဆုံးဖြတ်ပေးမဲ့ပွဲစဉ်တွေဖြစ်တဲ့အတွက်ကြောင့်လို့စိတ်ဝင်စားတဲ့ဆက်လက်စောင့်ကြည့်အားပေးသွားရမှာဖြစ်ပါတယ်